လူတယောက်ဟာမေတ္တာကိုတိဆောက်တော့မယ်ဆိုလို့ရှိရင်အပြစ်ကိုမကြည့်နဲ့ကောင်းတာလေးကိုရှာကြည့်ကောင်းွက်ကိုရှာမေတ္တာကိုပွားလို့ဆိုရတယ်ကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးတော့မေတ္တာပွားလိုက်ရလူတိုင်းလူတိုင်းဟာအဆိုးကြီးမဟုတ်ဘူးအကောင်းနေရှိတတ်သေးတယ်အဆိုးတွေကိုမေ့ထားလိုက် အကောင်းလေးကိုကြည့်ပြီးမေတ္တာရအောင်သူ့ရဲ့ အပေါ်မှာမေတ္တာတက်ဖြစ်အောင်ကိုယ့်ရင်ထဲမှာမေတ္တာပြိုးပါလို့ဆိုလိုတယ်။သူ့ကိုမေတ္တာပို့တာမဟုတ်ဘူးတော့လူတွေလွဲမှားပြီးတော့မေတ္တာပို့ခိုင်းနေတာပြောတာမဟုတ်ဘူး။ကိုယ့်ရင်ထဲကအမုန်းတရားဖြောက်ဖို့ရအတွက်မေတ္တာတက်ကိုတိဆောက်တာနော်။အဲ့တော့တိဆောက်တဲ့အခါမှာကိုယ့်ရင်ထဲမှာပဲတိဆောက်အောင်သို့သောအာယုံပြုတဲ့အနေနဲ့ကတော့ကိုမုန်းတဲ့ပုဂ္ဂိုလ်အာယုံပြုပြီးတော့ သူ့ဘောမှာမုန်းတဲ့စိတ်ပျောက်သွားအောင်ကိုယ့်ရင်ထဲမှာမေတ္တာတည်ဆောက်ပါ